ပြောပါစေလေဒါကတော့ပြောမှာပေါ့ဒီကလုပ်ငန်းတစ်ခုကအခုရှိရနားလည်မှလုတာတဲ့လုတ်ရင်းနားလည်အောင်သင်ယူတာနဲ့တော့မတူဘူးပေါ့နားလည်မှလုတ်မယ်ဆိုရင်တော့လေချိန်လေးအကြာကြီးဖြစ်သွားပါလိမ့်မယ်ကျွန်တော်ကျတော့လုတ်ရင်းနဲ့နားလည်အောင်သင်ယူသွားကြတာမျိုးလေးပေါ့ အဲဒီနေ့ဆိုလို့ရှိရင်ဒီနေ့ grand opening discount ပေါ့နော် grand opening discount အနေနဲ့ Samsung Pro Max ကိုဒီနေ့တရက်တည်းရောင်းမဲ့ဈေးနဲ့ပြင်ဆင်ထားတယ်။ကင်ငယ်တာကြာပြီဆိုတော့အမှတ်တရတွေကတော့ရှိတာပေါ့အများကြီးပေါ့ဟိုဖုန်းနဲ့ရုပ်ရှင်ရိုက်ဘူးတာလည်းကျွန်တော်တို့အမှတ်တရလို့ပြောလို့ရတယ်။နောက်တော့ဖုန်းပြောက်ဘူးတာလည်းဖုန်းခိုးခံဘူးတာလည်းအမှတ်တရလို့ပြောလို့ရတယ်အများကြီးပေါ့အဲ့လိုမျိုးတော့ကျွန်တော် လက်ထက်ဖုန်းတစ်လုံးကိုဓာတ်ပုံရိုက်တာ Facebook သုံးတာတဲ့ပိုတဲ့ lifestyle တခုကိုသွားစေချင်တာ smartphone ဆိုတဲ့အတိုင်းတကယ် smart ဖြစ်အောင်လုပ်ပေးနိုင်တာတွေအများကြီးပဲအဲ့ဒါတွေကိုကျွန်တော် sharing လုပ်ပေးချင်တယ်။မဖုန်းတစ်ခု set up လုပ်တော့မယ်ဆိုလို့ရှိရင်ဘလို application တွေကိုအရင်ဆုံးစထည့်လဲ။အဲ့ဒီ application တွေကအဲ့ဒီလို define လုပ်တာပဲ။ဆိုတော့ကျွန်တော်ကအဲ့ဒါလေးတွေ sharing လုပ်ပေးချင်တယ်။ exclusively from Golden Valley. အဲ interview တွေလည်းဒီဇိုင်းလေးနဲ့ပတ်သက်လို့တော်တော်များများဖြေပြစ်ခဲ့ပါပြီ။အခုထိလည်းဝန်ရံပေးတဲ့လူတွေအကုန်လုံးကျေးဇူးတင်ပါတယ်။ဒီနေ့ကတော့ဒါ phone bank ကိုကျွန်တော်နာမည်ပေးထားတဲ့ဖုန်းဆိုင်ဖွင့်ပွဲပေါ့နော်။ Grand Opening ပေါ့။အဲကျွန်တော်အတွက်တော့ဒါနည်းနည်းလေးဟိုရုပ်ရှင်တကားလို့မဟုတ်ဘူးပေါ့။ရှင်ခုံစရာတစ်ခုပါ။ရုပ်ရှင်ဆိုတော့ဒါဟို ကိုကျွမ်းကျင်နေကြကိုကျင်လည်ပြီးသားအလုပ်တစ်ခုဖြစ်တဲ့အတွက်ကားတစ်တကာရုံတင်တယ်ဆိုရင်ရင်ခုန်မှုနဲ့ဒီအလုပ်ကိုစလုပ်လိုက်တဲ့အချိန်ရင်ခုန်မှုနဲ့တော့မတူဘူးပေါ့ရက်ကတော့ဟိုဒီညီမလေးပေါ့ kitty ရရွေးတာဆရာတဲ့ဟို25ရက်နေဆိုရင်ကောင်းမလားမသိဘူးတဲ့25 30 25ဆိုတာလေလာတယ်လေဆိုတော့အင်းကောင်းတာပဲလုပ်ပေါ့ဆိုပြီးတော့လုပ်ဖြစ်သွားအဲ့ဒါခုရှိပါတယ်ကျွန်တော်ဆိုင်ဆိုတာကကျွန်တော်ကဟိုကျွန်တော်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တယောက်တည်းမဟုတ်ပါဘူး ဟိုတူတူလောက်ကြတဲ့မိတ်ဆွေတွေရှိပါတယ်ကျွန်တော်တယောက်တည်းနာမည်ခံတာမျိုးကြီးတော့မလုပ်ချင်ပါဘူးကျွန်တော်နဲ့တူတူလောက်တဲ့မိတ်ဆွေတွေရှိပါတယ်သူတို့ရဲ့အားနဲ့လည်းလုပ်ဖြစ်တာပါအားလုံးကလည်း share ရလေးလို့ပြောလို့ရတာဟုတ်အဲ့လိုပြောလို့ရပါ share လုပ်တယ်ဆိုတာလုပ်ငန်းတစ်ခုမှာအာဘယ်သူမှမဆိုလုပ်လို့ရပါတယ်ဟုတ်လားတယောက်တယောက်ယုံကြည်မှုတယောက်တယောက်နားလည်မှုတယောက်တယောက်အပြန်အလှန်တင်ယူမှုနဲ့ပဲရှေ့ဆက်မယ်ဆိုလို့ရှိရင် share လုပ်ငန်းဆိုတာ ဘယ်သူနဲ့မဆိုလုံလို့ရပါဘူးဒီလိုပဲရှယ်ယာလုပ်ရင်းနဲ့ပဲလုပ်ငန်းကြီးလာတာလေအဲ့လိုမျိုးတော့ကျွန်တော်အတိအကျတော့ပြောလို့မရဘူးပေါ့နော်ဒါမျိုးဆိုတာဟိုဘလောက်ရင်းဘလောက်မြတ်ဆိုချက်ချင်းအကောင့်ထဲပေါ်တဲ့ဟာမျိုးတော့မဟုတ်ဘူးပေါ့ဆိုဒီထဲမှာတော့ stock ကိုတော့အလွန်လောက်တော့ထည့်ထားတာပေါ့စိတ်ဝင်စားလို့လာကြည့်တဲ့သူတွေအမျိုးအစားစုံအောင်တော့ပြင်ဆင်ထားပါလေဟဲ့ပေါ့အဲ့လိုပဲပြောနောက်တစ်ခါအဓိကနားမလဲဘူးလေဒီလားကျွန်တော်နားမလဲဝါသနာပါတာပဲရှိသေးတာနားမလဲသေးတဲ့အခါကျတော့ ဒီလိုမျိုးပေါင်းလုပ်ခြင်းရပဲကျွန်တော်အတွက်အဆင်ပြေပါရှိတယ်အကုန်ရှိတယ် brand အစုံတင်နိုင်အောင်စူးစမ်းထားတယ် iPhone Android ပုံမှန်ပြောပါစေလေဒါကတော့ပြောမှာပေါ့ဒီလုပ်ငန်းတစ်ခုကအခုရှိရနားလည်မှလောက်တာတဲ့လုံရင်နားလည်အောင်သင်ယူတာနဲ့တော့မတူဘူးပေါ့နားလည်မှလုံမယ်ဆိုရင်တော့လည်းအချိန်လေးအကြာကြီးဖြစ်သွားပါလိမ့်မယ်ကျွန်တော်ကျတော့လုံရင်နဲ့နားလည်အောင်သင်ယူသွားကြတာမျိုးလေဒီမှာ trading လုပ်လို့ရပါတယ် ကိုကင်ထားတဲ့ဖုန်းကိုလာပြီးတော့ဟိုဒီလာပေးပြီးတော့လိုချင်တဲ့ဖုန်းနဲ့ trading လုပ်လို့ရတယ်။ Now ကျွန်တော်ဖုန်း bank နဲ့ပေးခဲ့တာအဲ့လိုပေါ့။ bank တစ်ခုရဲ့ service လိုမျိုးပေါ့။ higher purchase တွေရှိမယ်။ installment နဲ့ပြန်ပေးလို့ရတယ် higher purchase တွေရှိမယ်။ trading လုပ်လို့ရတာတွေရှိမယ်။အဲ့ဒါတွေအဲ့ဒီ service အကုန်လုံးရှိစေခြင်းနဲ့စိတ်ကူးနဲ့ဖုန်း bank ကိုကျွန်တော်နဲ့ပေးခဲ့တာ။အဲဒီနေ့ဆိုလို့ရှိရင်ဒီနေ့ grand opening discount ပေါ့နော်။ grand opening discount အနေနဲ့70 pro max တွေဒီနေ့တရက်တည်းရောင်းမဲ့ဈေးနဲ့ပြင်ဆင်ထားတယ်။တိုင်ခဲ့တာကြာပြီဆိုတော့အမှတ်တရတွေကတော့ရှိတာပေါ့။အများကြီးပေါ့။ဟိုဖုန်းနဲ့ရုပ်ရှင်ရိုက်ဘူးတာလဲကျွန်တော်တို့အမှတ်တရလို့ပြောလို့ရတယ်။နောက်တော့ဖုန်းပြောက်ဘူးတာလဲဖုန်းခိုးခံဘူးတာလဲအမှတ်တရလို့ပြောလို့ရတယ်။အများကြီးပေါ့အဲ့လိုမျိုးတော့ကျွန်တော်ပြန်ရခဲ့တယ်လေ။ကျွန်တော်ပို့ဆက်မှာကြီးထားကျွန်တော်ပြန်ရခဲ့တယ်။ကျွန်တော် အဲ့လူကိုပြဿနာမရှာခြင်းလို့လားအမှုမလုပ်တော့တာလေကြာပါပြီကြာပါပြီအာ CS plus တော့ဟုတ်တယ်အမကျွန်တော်မသွားယူခဲ့တဲ့မန်နေဂျာလာရေးထားတယ်ကျွန်တော်ကဟိုဘယ်လိုပြောလဲအာယုံနောက်မခံကြင်တာလေဒီလားအာယုံနောက်မခံကြင်ပျောက်သွားရင်ကိုပစ္စည်းကိုပြန်ရရင်တော်ပြီပေါ့ဒီလားဒီပုံမှာထပ်ပြီးတော့ kwai sha မနေကြင်တော့အားကြောင့်သူအဲ့တော့လည်းအဲ့ဒီခိုးတဲ့သူကိုကျွန်တော်ပတ်စံပြန်ပေးခဲ့တာကျွန်တော်ကတော့ဘယ်လိုပြောလဲဟို အဲ့ဖြစ်သွားတဲ့ကိစ္စကတော့နှစ်ဖက်စလုံးမအမားပဲပြောချင်ပါတယ် CCTV တွေတော့ရှိတယ် CCTV တွေရှိတယ်ကျွန်တော်ရှူတင်သွားနေလဲကျွန်တော်ဖုန်းထဲကနေကြည့်လို့ရအောင်တော့ကျွန်တော်လုပ်ထားတယ်ဆိုတော့ဒါတော့ဗျာသိလားဒီလိုမျိုးလုပ်ရင်တော့ public area မှာစိုက်ဖွင့်ထားတာတော့ဒါမျိုးလည်းရှိကျင်လည်းရှိမှာပဲဟုတ်လားမဖြစ်အောင်ကာကွယ်ပေါ့ဖြစ်လာရင်တော့လည်းတရားဥပဒေဘောင်ထဲကရှင်းပေါ့ဒါပဲတို့ဘာလို့ခြင်းလဲပေါ့တို့ဘာလို့ခြင်းလဲတို့ကျွန်တော်စီကနေဘာလို့ခြင်းလဲ အဲ့ဒါကိုအတက်နိုင်ဆုံးဖြည့်ဆည်းပေးဖို့ပဲကြာဆုံးတာကျွန်တော်လက်ထက်ဖုန်းတစ်လုံးကိုဓာတ်ပုံရိုက်တာ Facebook သုံးတာတဲ့ပို့တဲ့ lifestyle တခုကိုသွားစေချင်တာ smart phone ဆိုတဲ့အတိုင်းတကယ် smart ဖြစ်အောင်လုပ်ပေးနိုင်တာတွေအများကြီးပဲအဲ့ဒါတွေကိုကျွန်တော် sharing လုပ်ပေးချင်တယ်။ဥမာဖုန်းတစ်ခု set up လုပ်တော့မယ်ဆိုလို့ရှိရင်ဘယ်လို application တွေကိုအရင်ဆုံးစထည့်လဲ။အဲ့ဒီ application တွေကအဲ့ဒီလို define လုပ်တာပဲ။ဆိုတော့ကျွန်တော်ကအဲ့ဒါလေးတွေ sharing လုပ်ပေးချင်တယ်။ ထားပြီးတော့ကင်မယ်ဆိုရင်တော့လေဓာတ်ပုံရိုက် Facebook သုံးတာလောက်နေဂိမ်းဆော်တာလောက်နေဘာလို့မှာလဲတိလားဒီပုံမှာသုံးလို့ရတာအများကြီးပဲလေဥပမာကျွန်တော်ဆိုလို့ရှိရင်ဒီထဲမှာစပြီးတော့ application တခု set up လုပ်ပြီဆိုလို့ရှိရင်ကျွန်တော်မဖြစ်မနေထည့်တဲ့ application တွေရှိတယ်အရင်ဆုံးထည့်လိုက်တဲ့ဟာရှိအဲ့ဒါတွေကိုကျွန်တော် sharing လုပ်ပေးချင်တယ်။ဥပမာနောက်ဆုံး water reminder ဟာမျိုးပေါ့နော်ဒီဖုန်းကကျွန်တော်ရေတောက်ဖို့သတိပေးတယ်။အဲ့ဒါမျိုးလေးတွေကအစား ကျွန်တော်လုတ်ထားတာအများကြီးပဲကျေးဇူးများကြီးတင်ပါတယ်ဒီဟာကကြတော့လေဟိုရုပ်ရှင်အင်တာဗျူးမဟုတ်တော့ကျွန်တော်အနေနဲ့အများကြီးမပြောချင်ပါဘူးဒီဖုန်းနဲ့ပတ်သက်ကျွန်တော်ကိုယ်တိုင်လေ့လာသူအဆင်ပါခုနပြောသလိုပေါ့လေ့လာပြီးတော့အကုန်လုံး complete ဖြစ်မှလုပ်မယ်ဆိုရင်နောက်ကျသွားလိမ့်မယ်လုပ်ရင်းနဲ့ပဲလေ့လာသင်ယူတာကျွန်တော်အတွက်ပိုအဆင်ပြေတယ်လို့ထင်လို့စလိုက်တာပါဒါပါပဲ thank you